system နဲ့ strategy တွေမပါဘဲနဲ့အဖွဲ့အစည်းတစ်ခုကရှေ့ရအောင်ပြဖို့ဆိုတာဖြစ်နိုင်မှာမလားအဲ့လိုပဲကျွန်တော် digital marketing team မှာလည်း digital marketing နဲ့ပတ်သက်တဲ့ system တွေ strategy တွေမပါဘဲနဲ့ဒီလုပ်ငန်းတစ်ခုကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတာကအိမ်မက်တစ်ခုသာဖြစ်နေအောင်မှာပါပဲ ဲ့လိုမျိုး digital marketing နဲ့ပတ်သက်တဲ့ system တွေ strategy တွေကိုချမှတ်ရေးဆွဲခြင်းတဲ့သူတွေအတွက်ကျွန်တော်ရဲ့ digital marketing strategy ဆိုတဲ့ diploma သင်တန်းလေးကိုမကြခင်မှာဖွင့်လှစ်သွားဖို့ရှိပါတယ်ဒီသင်တန်းထဲမှာဆိုလို့ရှိရင်တော့ digital marketing system မှာဆိုရင်ကျွန်တော် digital marketing team တစ်ခုမှာပေါ့နော် structure တွေဘယ်လိုချမှတ်ရေးဆွဲပြီးလက်ပတ်ရမလဲထားပြင်ဒီဖွဲ့စည်းကို GDGS နဲ့ဘယ်လိုချမှတ်ရမလဲထားပြင် policy တွေဘယ်လိုရေးသားရမလဲပြီးခဲ့ခါမှာသူတို့ရဲ့ performance KPI တွေကိုဘယ်လိုမျိုးတိုင်းတာရမလဲဆိုတာတွေပြင်ဒီဖွဲ့စည်းကိုရဲ့ ဝက်လပ်အားတွေကိုဘယ်လိုမျိုးသတ်မှတ်ရမလဲပြီးတဲ့အခါမှာဝက်ဖလိုးတွေကိုဟန်ချက်ကြကြနဲ့ဘယ်လိုလက်ပတ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုညှောက်ပြီးတော့မှဖြစ်ပါလေဒါအပြင် digital marketing strategy နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒါ goal တွေချမှတ်ပုံတွေเนาะ analytics လုပ်ပုံတွေပြီးတဲ့အခါမှာ marketing plan တွေရေးဆွဲပုံတွေเนาะပြီးတဲ့အခါမှာ campaign plan တွေ content plan တွေ media buying plan တွေကိုလည်းဘယ်လိုရေးဆွဲရမလဲဆိုတာတွေကိုလည်းကျွန်တော်ညှောက်ပြီးတော့မှဖြစ်ပါလေဒါအပြင် reporting စနစ်ကိုလည်းအစစ်အစစ်ဘယ်လိုမျိုးစောင့်ရွက်ရမလဲဆိုတာတွေကိုလည်းကျွန်တော်လက်တွေ့ကြကြသင်ခန်းစာလေးနဲ့ထည့်သွင်းသင်ကြားပြီးတော့မှဖြစ်ပါ ါတယ်အဲ့တော့ဒီတင်တန်းလေးရဲ့အားသာချက်ကကြတော့ကျွန်တော်တင်တန်းလေးလျှောက်လုံးမှာပေါ့နော်ကျွန်တော်တင်ကြားမဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ template တွေ framework တွေကိုတင်တန်းကနေပြီးတော့တင်တန်းတက်ရောက်သူတွေကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒီတင်တန်းကိုဘယ်လိုမျိုးတွေတက်ရောက်တင်ရဆိုလို့ရှိရင်လက်ရှိ SME လုပ်ငန်းရှင်တွေနဲ့ကျွန်တော်တို့ဒါ management level ကညီကိုတွေ အောင်နမလေးတက်ရောက်တဲ့တဲ့ညနေတခုဖြစ်ပါလေဒါအပြင်ကျွန်တော်တို့ management level ကိုတက်လန်းကျင်တဲ့ညကောင်အောင်နမလေးလည်းတက်ရောက်တဲ့တဲ့ညနေတခုဖြစ်ပါလေဒီတင်နန်းကတော့တောက်ကြနေညတိုင်းမှာတက်ရောက်ရတဲ့တင်နန်းဖြစ်ပြီးတော့တင်နန်းကာလ3လကြာမြင့်မဲ့တင်နန်းလေးဖြစ်ပါလေတင်နန်းပြီးသွားလို့ exam ဖြည့်သူတွေအတွက်ကိုလည်းကျွန်တော်တို့က diploma လက်မှတ်လေးတွေချိန်မြင့်သွားပြီးမှဖြစ်ပါလေဒါကြောင့်မို့အခုလိုမျိုး video ကြည့်ရှုနေတဲ့သူတွေလည်းကျွန်တော်တင်နန်းချိန်မှာပြန်လဲဆုံတွေ့ကြပါသေးတယ်အားလုံးပဲ see you in the class bye bye